ကောင်းကင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်။နက်ခတ်တွေကလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်။ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝင်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတယ်။အဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြည့်ပဲ။ဒါကြောင့်မို့ကဘာမှာကဆုံလာပြည့်နေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်။ဝေဆက်ဆိုတာဝိတာခာကိုပြောတာ။သူတို့အတန်နဲ့ပြောတယ်ဝိစာခာဝိစာခာ ဗီဇာခါကိုဗီဆတ်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခါဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခါပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆတ်ဒီလိုအတန်ထွက်တာဝိတာခါနှစ်ထောင်ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓ ဆုံးမတွေဟာထူးခြားတဲ့အဆုံးမတွေဖြစ်တယ်ဘုရားဟာအမှန်တမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်ကဘာကြီးငိမ့်ညာအောင်ကဘာကြီးငိမ့်ညာရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငိမ့်ညာအောင်ဟောပြောနိုင်တယ်အမှန်တမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးဖွားတဲ့ရက်ရက်တရားကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုတည်နေလို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမပြုတ်ပြီးတော့ တတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ဂေဇက်တဲ့ holiday လို့ခေါ်တာ